မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့အတူတူဆန်စစ်ကြည့်ကြမှာကတော့ digital key ရဲ့အပြောင်းအလဲတွေပါ အထူးသဖြင့်အာရှတိုင်းရဲ့အဲဒူတက်လာတဲ့အခမ်းအနားပေါ့ပြီးတော့ smartphone လောက now online လူနေမှုပေါ်ဒီအဓိကတော့အရှိတောင်အာရှကိုဗဟိုပြုပြီးကြည့်ကြမယ်ပေါ့လေကျွန်တော်တို့ခြေခံထားတာကတော့အဲတည်င်းမြတ်တော်တော်များများပါနိပညာပြောင်းလဲတွေ social media တက်ရောက်မှုတွေအစုံပဲရည်ရွယ်ချက်ကတော့အဓိကပြောင်းလဲတွေသူတို့ရဲ့တက်ရောက်မှုတွေကိုပို့ပြီးနည်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 းနားလဲပို့ပါပဲ ဟုတ်ကဲ့ဒီနေရာမှာဖြည့်ပြောချင်တာကအဲ့ဒီနိဗညာတွေကလေအာရှဒေသရဲ့စီးပွားရေးလူမှုအဖွဲ့အစည်းတွေကိုဘလို့ပုံဖော်နေတယ်လဲဆိုတာကတော်တော်စိတ်ဝင်စားဖို့ကောင်းတယ်ဒါမဲ့တစ်ဖက်မှာလည်းอืมတရင်ချက်လက်ရပိုင်ခွင့်တို့လွတ်လပ်ခွင့်တို့ ਨੇ ပတ်သက်တဲ့ရှုပ်ထွေးရေးစင်ခေါ်မှုတွေလည်းရှိလာတာပေါ့ဒါဆိုအာရှရဲ့နိဗညာထုံကားလာမှုနဲ့ဆက်လိုက်ကြတာပေါ့ဟုတ်ကဲ့တရင်မြစ်တယ်မှာတွေ့ရတာကကဘာဖုန်ဖြိုးတုတ်တဲ့မှုဘဟုချက်ကအနောက်ကနေအာရှကိုရွေ့လာတယ်ဆိုလေအမြင်မျိုး 2010နောက်ပိုင်းလောက်ကတည်းကစခဲ့တယ်ပြောရမလားပဲတက်တေတီကတော့ရှင်းပါတယ်အာရှနိုင်ငံတွေစီးပွားရေးတိုးတက်လာတာနိပညာမှာဩဇာကြီးလာတာတွေပေါ့ဟုတ်တယ်ကားလောကကိုပဲကြည့်လေ Toyota Honda Hyundai အာရှ brand တွေကြီးပဲအခုလက်စစ်ကား EV ဆိုရင် ရုပ်ကနံပါတ်1ဖြစ်နေပြီဟုတ်ကဲ့ဒါကအရင်ကနိပညာကုမ္ပဏီကြီးတွေကြာသွားတာနဲ့တိုက်ဆိုင်နေတယ်လို့ပဲနော်ဖင်လန်က Nokia ဆိုရင်တချေကတော့ဘယင်းပဲ အခုอืมအခု smartphone ခင်မှာတော့အရင်လိုမဟုတ်တော့ဘူးတော့ Motorola လည်းဒီလိုပဲဟောအရင်ကဂျပန်ယင်းနှမြုံနံတို့ရှိခဲ့ဘူးတဲ့ဆိုပေမဲ့အခုတော့အရင်လိုမဟုတ်တော့ဘူးလေသူတို့နေရာမှာအာရှ smartphone brand တွေကတက်လာတာအစားထိုးဝင်လာတာတော်တော်ထင်ရှားတယ်။ Oh okay. Nobi Asha ရဲ့အနည်းပညာတိုးတက်မှုကိုပြတဲ့နောက်တစ်ခုကဂျပန်ကစတဲ့ Society 5.0ဆိုတာလေ။အဲ့အလေးနည်းနည်းရှင်းပြပါလား။ Society 5.0ဆိုတာအကျံဖင်းကတော့ လူဘဝနဲ့ဤပညာကိုပိုပြီးနက်နက်ဆိုင်ဆိုင်ပေါင်းစပ်တာပေါ့လူဖွဲ့စည်းကိုပိုကောင်းအောင်လုပ်ဖို့ဥပမာလူမှုဖူလုံရီတို့တချီရွေအိုဆောက်ရှောက်ဟေးတို့မှာစရုပ်တွေတုံးတာ CCTV ကောင်းကောင်းနဲ့ IoT PC တွေပေါ့လေလူသားတွေရဲ့ပြဿနာကိုဤပညာနဲ့ဖြေရှင်းဖို့ကြိုးစားတာစိတ်ဝင်စားဖို့ကောင်းတာကဂျပန်တင်မကဘူးထိုင်းနိုင်ငံကလည်းဒီ5.0ကိုတွားနေတယ်လို့အချက်လက်တွေမှာတွေ့ရတယ်။အော်ထိုင်းကလား။ဒါဆိုဤပညာကလူမှုဘဝတဲ့တော်တော်ရောက်နေပြီပေါ့။ အဖြစ်စမတ်ဖုန်းလောကကိုပြင်ကြည့်အောင်ကဘာစီခွက်မှာတော့ဘယ်သူတွေဦးဆောင်နေလဲကဘာစီခွက်မှာတော့ Samsung က number 1ပဲတောင်ကိုရီးယားကလည်း number 2ကတော့ Apple ပေါ့ American number 3က Xiaomi တရုတ်ကသတိထားမိမှာကဟိုအရင်ကနာမည်ကြီးတဲ့ဂျပန် brand တွေ Sony တို့ဘာလို့ထိတ်တန်းမှတိတ်မတွေ့တာတော့ဟုတ်တယ်ဒါကဈေးခွက်အပြောင်းလဲပဲဟုတ်ကဲ့အာဖရိကမှာတော့ transient ဆိုတာကြားဘူးလေอืม အာဖရိကမှာတော့ Transition ဆိုတဲ့ကျုပ် company က number 1တဲ့သူ brand တွေ Techno Infinix Itel နဲ့ပေါ့နည်းနည်းထူးကြရဲဟုတ်ပါပြီအာဆီယံအရှိတောင်အာရှဘယ်မှာတော့ဘလိုအခြေအနေရှိမလဲအာဆီယံမှာတော့အတိအကကကျုပ် brand တွေပေါ့ Xiaomi Oppo Vivo ပြီးတော့ခုနက Transition လဲပါတယ် Samsung လဲရှိတာပေါ့ ဒါပေမဲ့နိုင်ငံအလိုက်တော်နည်းနည်းกว่าရယ် transition ကအင်ဒိုနီးရှားဖိလစ်ပိုင်မှာတတော်ရောင်းရပေမဲ့ထိုင်းမှာတော့တိမတွေ့ရဘူးဆိုပဲထိုင်းမှာဘယ် brand ကိစ္စလဲထိုင်းမှာတော့ Samsung က number 1လို့ဆိုရယ် Oppo က number 2 Oppo ကတော့ကင်မရာကောင်းလို့လူကြိုက်များတယ်လို့ပြောကြတယ်လေပြီးမှ Xiaomi, Apple, Vivo တို့လိုက်တယ်။ဒါဆိုအရှိတောင်အာရှမှာ smartphone တုံးဆွဲမှုကတော်တော်များလေပြောရမှာပေါ့နော်။ဟုတ်ကဲ့။ Indonesia, Vietnam, ဗီယက်နမ်ကိုဆိုအနာဂတ်အတွက် rising star လို့တောင်ပြောကြသေးတယ်။ပြီးတော့ဖိလစ်ပိုင်ထိုင်းဒီနိုင်ငံတွေမှာတုံးတဲ့တူတူတော်များတယ်။ဒါပေမဲ့ထိုင်းရဲ့ထူးခြားချက်ကပြည်တွင်းထုတ် brand name ကြီးမရှိဘူး။အကုန်တွင်းရတာ။음အဲ့ဒါစဉ်းစားစရာပဲ။ကဲထိုင်းရဲ့ကြောင်းဆက်ပြောသူတို့ digital လူနေမှုဘဝကျွန်တော်တွေးလိုက်တဲ့အချက်ကတော်တော်အံ့ဩဖို့ကောင်းတယ်။လူရဲ့87တန်းမှာဖုံးကတန်းတရာနေပါရှိတယ်ဆိုတယောက်ကိုတလုံးမကဖြစ်နေပြီ။ဟုတ်ပါတယ်။ အဲ့ဒီကင်းကနန်တွေကတကယ်ပဲဖုန်းကိုလူတိုင်းနှီးပါမကင်းတော့ဘူးဆိုတဲ့သဘောသူတို့နေ့စဉ်အင်တာနက်သုံးရှင်ကပြန်မြခွန့်နေနေရီလောက်တယ်အဲ့ဒီထဲမှာမှမိုဘိုင်းဖုန်းနဲ့သုံးတာက9နာရီကျော်ဆိုရှယ်မီဒီယာချီးပဲ9နာရီခွဲကျော်ဆိုတော့တော်တော်များရတာပေါ့ဟုတ်ကဲ့အဓိကဘာသူသုံးတာများလဲတတိယလားဖြော်ဖေးလားအဓိကတော့တတိယချက်လက်ရှာဖူတဲ့69%လောက်ပြီးတော့နောက်ဆုံးရတတိယနေ့သိရှင်လောက်ဗီဒီယိုကြည့်ဖို့ပေါ့ social platform က Facebook ကနေမှ နံပါတ်၁ပဲ။လိုင်းရနံပါတ်၂ဟုတ်တစ်တော့လေတော်တော်တုံးလာကြတယ်။ယခု company ဆိုပေမဲ့ပေါ့။လိုင်းရနံပါတ်၂ဆိုတာနည်းနည်းအတ်အော်လေ။ဟုတ်လိုင်းကထိုင်းမှာတထိုးတုံးရတယ်။သူ့မှာ knock ခံလိရှိသေးတယ်။ဟုတ်လားဘလို့လဲ။ဟို2017 Japan tsunami ဖြစ်တုံးကလေစက်သူရဲတွေပြက်ကုန်တော့အဲ့ဒီမှာ တောင်ကိုရီးယား Naver company ရဲ့ Japan ကလုပ်ငန်းခွဲကနေ အရေးပေါ်ဆက်သွယ်ဖို့ဒီ app ပေါ်စလုပ်ခဲ့တာတဲ့။အော်အဲ့လိုကိုဘေးရနေရနေမွေးဖွားလာတာပေါ့။ဟုတ်ပါတယ်။အကြက်တဲကနေပေါ်ဖွားလာတဲ့ app ပေါ့။စိတ်ဝင်စားစရာပဲ။ Not be time မှာ cashless society ဖြစ်နေပြီဆိုလာရောငွေသားတိတ်မကင်ကြတော့ဘူးလား။အဲ့ဒီလမ်းကြောင်းပေါ်ရောက်နေပြီလို့ပြောရမှာပေါ့။ဟိုဥရောပတို့တရုတ်တို့လောက်မဟုတ်သေးပေမဲ့အဲ့ဒီဘက်ကိုသွားနေပြီ။ online ကဈေးဝယ်တာ food delivery မှာတာအရင်အဆင်ပြေနေပြီလေဈေးလည်းတက်တာတယ် delivery လည်းရှိတော့လူတွေပိုတုံးလာကြတာပေါ့အရင်ထဲမှာတော့ကိုယ်တိုင် online မှာမာတယ်ကြောင်းပြောထားသေးတယ် ATM ကတည်းရောတိတ်မတုံးကြဘူးလားဟုတ်တယ်လို့ဆိုပါတယ် ATM တုံးတာကြလာပြီးဖုန်းထဲက mobile banking app တင်နေပဲငွေလွှဲငွေရှင်းလောက်တာပုံများလာတယ်တဲ့ဒါက digital ကငွေကြီးအလေးအထကိုပါပြောင်းလိုက်တာပဲကောင်းပြီဒီ digital key အတားချက်ဒီအဆင်ပြေမှုတွေပြောပြီးပြီဆိုတော့ ဟိုတကယ်ရှုပ်ထွေးအပိုင်းလေးလေးဆက်ကြည့်အောင်ကဘာနဲ့ချိန်ဆက်နိုင်တာတရင်နဲ့မြန်မြန်ရတာ remote work လုပ်နိုင်တာအချက်လက်ရှာလွှဲတာ online ကနေလောင်းအိမ်တောင်ကြတဲ့အထီးဖြစ်လာတာတွေရှိတာပေါ့ဒါပေမဲ့အားနည်းချက်တွေလည်းရှိမှာပဲဟုတ်ပါတယ်အရင်ကခုမှသုံးထားလေးတော့ကြတယ် high tech low humanity တဲ့ဤပညာမြင့်လာပြီးလူလူချင်းဆက်ဆံရေးနည်းပါလာမျိုးပေါ့အဲ့ဒါကြောင့်မလားမသိဘူးတောင်ကိုရီးယားမှာကျောင်းနေမှာဖုန်းသုံးခွင့်ကန့်တက်ဖို့စဉ်းစားနေတယ်ဆိုတာလည်းပါသေးတယ် တော့အရေးကြီးတာက online ပေါ်ကတလင်းတိုင်းကိုယုံလို့မရဘူးလေ fake news ကတကယ်ပြဿနာဟုတ်ကဲ့အခုဆွေးနွေးမယ့်အပိုင်းကပို့ပြီးတော့အန်ထီလွယ်ရှိလွယ်ဖြစ်နိုင်တယ်လူလစွာထုတ်ဖော်ပြောဆိုခွင့်နဲ့အစိုးရရဲ့ထင်းချုံမှုကြားကအခြေအနေတွေပါဒီနေရာမှာကျွန်တော်တို့ကအရင်တည်းကအချက်တီကိုပဲတင်ပြတာဖြစ်ပြီးဘယ်နိုင်ငံဘယ်ဖွဲ့စည်းကောင်မှထောက်ခံတာကန့်ကွက်တာမဟုတ်ပါဘူးခင်ဗျာမှန်ပါတယ်အဲ့ဒါအရေးကြီးတယ်ကဲ အရင်တည်းကဥမာရီနဲ့ပဲဆက်ရရင်ပေါ့လေကမ္ဘောဒီးယားမှာဆိုရင်အစိုးရနဲ့စစ်တပ်ကိုဝေဖန်လို့ဆိုပြီး influencer တယောက်သူကအရင်ကဒူးအုပ်ချိုးရေးမှုလဲဖြစ်ဖို့တယ်ထောင်ကျသွားတယ်နောက်တစ်ခုကမြေမြုပ်မိုင်းတပ်ဖွဲ့ရိုက်တဲ့တရင်တော့နှစ်ဦးလဲထောင်ကျခဲ့တယ်လို့ဖော်ပြထားတယ်လာအိုမာယောလာအိုမာရို community နိုင်ငံလို့ဖော်ပြထားတာတွေ့တယ်ဟုတ်ပါတယ်လာအိုမာကျတော့ရေဘေးစီမံခန့်ခွဲမှုအားနည်းတာကို Facebook မှာဝေဖန်တဲ့အမျိုးသမီးတယောက်ထောင်ငါးနှစ်ကျသွားတယ်ဆိုပဲ နောက်ပြီးအစိုးရကိုဝေဖန်ရေးသားတဲ့တက်ကြွလူရှားသူတယောက်တင်းနဲ့နဲ့အပစ်ခံရတဲ့အမှုလည်းရှိခဲ့တယ်လို့ဆိုတယ်။ဗျန်ကျမ်းမှာပေါ့။ဒါတွေကတော့ဝေဖန်မှုပေါ့တုံ့ပြန်မှုပြင်းထန်တယ်လို့ပြောရမလို့ထင်နေရပေါ့။စင်ကာပူမှာတော့ဘယ်လိုလဲ။သူတို့စီကဥပဒေတွေတင်းကျပ်တယ်လို့တည်ထားကြတာလေ။ဟုတ်ကဲ့။စင်ကာပူမှာလဲစန္ဒပြတာတို့အစိုးရကိုဝေဖန်တဲ့စာအုပ်ထုတ်တာတို့မှာတင်းကျပ်တဲ့ဥပဒေတွေရှိတယ်လို့ဆိုပါရယ်။တေရန်ကိုလည်းမူရေးဆေးဝါးမှုတွေတက်73နေတုန်းပဲ။ဒါပေမဲ့တစ်ဖက်မှာလဲစိတ်ဝင်စားစရာကလူမျိုးစုံယဉ်ကျေးမှုစုံကောင်းဆောင်မှုရှိနေတာပဲ။ အိန္ဒိယနဲ့ဖာသမတတွေမွတ်စလင်မျိုးတမီတမတတွေရှိခဲ့ရှိနေတာမျိုးပေါ့တင်းကြမှုနဲ့အတူဒီလိုပေါင်းစုံပါဝင်မှုရှိနေတာကထူးခြားတယ်။ထိုင်းဘက်ပြန်လဲရအောင်သူတို့စီက Computer Crime Act နှထုံးစလင်နောပိုင်းတထာနာဆိုတော့ဟုတ်ပါတယ်။အဲ့ဒီ Cyber ဥပဒေရဲ့ရည်ရွယ်ချက်တွေထဲမှာ online လင်လယ်မှုတွေနဲ့ကာကွယ်ဖို့ပါတယ်။ထိုင်းတွေတနည်းကိုဘတ်တန်းတရာဘီလီယံကျော်အလင်းခန့်နေရတယ်ဆိုတဲ့အချက်လည်းဖတ်လိုက်ရတယ်။ဒေါ်လာနဲ့ဆို3ဘီလီယံနီးပါပဲ။ နော်ဘီခလေးဘုံနေအမုံစကားတွေလို့တရားဝင်အကြောင်းအရာတွေနေနေဖို့အမျိုးသားလုံးုံကြီးပြီးတော့အရေးကြီးတာတစ်ခုကဘယင်းစနစ်ကိုကောက်ွယ်ဖို့အဲ့ဒီ Liz Majesty ဥပဒေကတော်တော်တင်းကျပ်ပြီးထိလွယ်ချက်လွယ်ကိစ္စပဲ online မှာဘယင်းနဲ့ပတ်သက်ပြီးဝေဖန်တာမျိုးကိုလုံးဝခွင့်မပြုတော့ပဲပြစ်တန်နေကရောဘယ်လောက်အထီးရှိလဲဒီ computer crime app နဲ့ငင်းတောင်းငါနဲ့အထီးငွေရန်ပတင်းအထီးဒါမှမဟုတ်နှစ်ခုလုံးကြာနိုင်တယ်လို့ဆိုရတယ် နောက် PDPA ဆိုတဲ့ Personal Data Protection Act လေးရှိသေးတယ်။ပုဂ္ဂိုလ်ကြီးအချက်လက်ကာကွယ်ရေးပေါ့။လူမြင်ကွင်းမှာဓာတ်ပုံရိုက်လို့ရတယ်၊ဗီဒီယိုရိုက်လို့ရတယ်။ဒါပေမဲ့တခြားသူကိုနစ်နာစေဖို့ကုန်တိခကြစေဖို့ဖြန့်ဝေတာမျိုးတော့မလို့ရဘူးပေါ့။ဥမာဟို Thai African ကပြားဘောလုံးတမားကိုလူမျိုးရေးခွဲခြားပြိုခဲ့တာဟိုဝိုင်းရှုတ်ချကြတာမျိုးပေါ့။ဒါဆိုလင်းလေမှုတွေအတတိုင်းဖို့ရောအဆင်ပြေလား။ဟုတ်ကဲ့။ Call Center လင်းလေမှုတွေအသက်ဆို1441တို့ Tourist Police 1155တို့ရှိတယ်လို့ဖော်ပြထားပါတယ်။ဒါပေမဲ့ပဋိပက္ခကတော့ရှိနေတာပဲ။ဒီဥပဒေကကာကွယ်ဖို့ဆိုပေမဲ့တစ်ဖက်မှာလွတ်လပ်စွာပြောဆိုခွင့်ကိုကန့်တတ်တယ်လို့ဖြစ်နေသလားဆိုတဲ့ဝေမမှုတွေလည်းရှိတာပေါ့။ဒါပေမဲ့လွတ်လပ်စွာပြောဆိုခွင့်ဆိုတာလေအတိုင်းတာတခုတော့ရှိတာပဲမဟုတ်လား။ဘောင်းမရှိတော့မဟုတ်ဘူးလေ။ဟုတ်ပါတယ်။အဲ့ဒါလည်းမှန်ပါတယ်။ American Law Law Manner မှာတော့လုံးဝအကန့်အသတ်မဲ့တော့မဟုတ်ဘူးလို့ဆိုထားတာတွေ့ရတယ်။ဥပဒေချိုးဖောက်တာမျိုးသူများကိုနောက်ရက်တာလူမျိုးရွေးခွဲခြားတာမျိုးတော့လွတ်လို့မရအောင်ပေါ့ ဆိုတော့လွတ်လပ်ခွင့်နဲ့တာဝန်ယူမှုလုံခြုံရေးနဲ့အခွင့်အရေးကြားကဟန်ချက်ကိုနိုင်ငံတိုင်းကရှာနေရတာပဲလေ။ကောင်းပါပြီ။ဒီနေ့ဆွေးနွေးကြတာနေပြန်ချုပ်ရရင်တော့အာရှရဲ့နေပညာထိုးတက်လာမှု အထူးသဖြင့် smartphone လောကမှာအာရှ brand တွေဦးဆောင်လာတာ။ပြီးတော့ digital နေပညာကလူနေမှုဘဝတွေဘယ်လောက်နည်းနည်းရှိုင်းရှိုင်းရောက်နေလဲ။အထူးသဖြင့်ထိုင်းနိုင်ငံအခြေအနေကိုကြည့်ခဲ့တယ်။နောက်ဆုံးမှာတော့ online လွတ်လပ်ခွင့်နဲ့ထိချုပ်မှုကြားကရှုပ်ထွေးတဲ့အခြေအနေတွေကို ဒေတာတွင်နိုင်ငံတချို့ရဲ့ဥပဒေတွေနဲ့ဆွေးနွေးခဲ့ကြတာပေါ့ဟုတ်ကဲ့နောက်ဆုံးအနေနဲ့နားထောင်သူတွေအတွက်စဉ်းစားကြလေတခုထားခဲ့ချင်ပါတယ်ဒီ digital ပညာတွေကကျမတို့ဘဝတွေစီးပွားရေးတွေအုပ်ချုပ်ရေးတွေမှာအရေးပါတဲ့ပုံကြီးအရေးပါလာနေပြီလေအဲ့ဒီရဲ့ထားမှာဒီနည်းပညာအရဲ့အချိုးကျေးဇူးတွေဆက်သွယ်အလွယ်တာတွေတရင်ရလွယ်တာတွေကိုတစ်ဖက်ကလုံခြုံရေးစိုးရိမ်မှုတွေ privacy ကိစ္စတွေတရင်မအနေတွေ အွန်လိုင်းအနိုင်ကျင့်မှုတွေလိုမျိုးကောက်ကွယ်ဖို့လိုအပ်ချက်တင်နေဘလို့ဟန့်ချက်ညီအောင်လောက်ကြမလဲ။ကွဲပြားတဲ့ဥပဒေတွေစံနှုန်းတွေကြားမှာတာဝန်တည်တဲ့ digital နိုင်ငံသားကောင်းဆိုတာဘလို့မျိုးလဲ။အဲ့ဒီဟန့်ချက်ကိုဘလို့ရှားကြမလဲဆိုတာဆက်ပြီးစဉ်းစားကြည့်ဖို့တိုက်တွန်းရင်းနှီးကုန်းချုပ်လိုက်ပါရဲ့။